ဒီကျမတို့ကျူးလွန်ခံရတဲ့လူတွေကပဲတခါတလေကျူးလွန်တဲ့လူကိုပြန်မမတောင်းပန်ရတဲ့အခြေအနေသူတို့ကိုပဲကိုကပြန်မမပေါ့နော်ဟိုမိနာသူကနေခပ်မမနိနာဆုံးရှုံးတော့တဲ့အရာများပေါ့နော်ကိုဆိုတာကျမတို့ဒီအတိုင်းအဝိုင်းကဒီဘယ်လိုပြောမလဲလူမှုအတိုင်းအဝိုင်းမှာကြတော့တခုရှိတာပေါ့နော်ဒီ stereotype ကနေလာတယ်ပေါ့နော်တချို့ဒီအိမ်ထောင်ပြုတ်သွားတယ်အိမ်ထောင်ကျတယ်ဆိုတော့အဲ့ဒီအိမ်ထောင်ကအမျိုးသမီးကခုခုဖြစ်နေတယ်သူစီမှာကျူးလွန်ခံရတာတွေရှိနေအိမ်သွင်းစံဖက်မှုပဲဖြစ်ဖြစ်ပါပဲဖြစ်ခံရတယ်ဒါမဲ့ လူတွေကပြန်ပြောတာကဒီအတိုင်းဝိုင်းကပဲပြန်ပြောကြတာကအာမင်းကလေးဆိုတာသူများအိမ်ထောင်ပြုတော့ရှာနိနာခံလိုက်ပါညမင်းကလေးဆိုတော့အိမ်ထောင်ရှိမှဆိုတော့တိမလားကလေးမျက်နှာလေးကြည့်ရအောင်မေဘာညာလူမျိုးပြောတယ်လေတွေးရတယ်ပေါ့နော်ဆိုတော့ခါတီလေးကြက်လို့ရှိရင်ဒီအမျိုးသမီးတွေကလေဟိုကိုယုံကြည်ရတဲ့လူကိုတော့ပြောပြရင်တောင်မှ ကိုကိုနစ်သိမ့်ပေးဖို့နေနေတတာပေါ့နော်တခါကျရင်နေနစ်နာလိုက်ပါနေရပါပြည့်ပြည့်အိမ်ထောင်လေးကြပြည့်ပြည့်သူများအိမ်မှာလည်းအိမ်အိမ်ရှိမှလုပ်နေတဲ့ခါကျတော့နင်းတိခံလိုက်လို့ရှိရင်နင်းပါလေနင်းအောင်ကြလည်းဖြစ်ဖြစ်နင်းရဲ့အိမ်ပေါ့နော်အိမ်ရောက်မှရောက်ကြည့်တော့လည်းအကုန်လုံးနားလေးပေးမှာပါပါညာအဲ့လိုမျိုးပဲပြောတာများလာတယ်ပေါ့နော်အဲ့လိုမျိုးတော်တော်များများပြီးအတိုင်းဝိုင်းမှာတခါလေးဖြစ်တတ်တာပေါ့နော်ဆိုတော့ကျွမ်းမခံရသူရဲ့အနေနဲ့ပေါ့နော်သူတို့စီမှာဘလို့မျိုးချိခိုက်နင်းနာဆုံးရှုံးမှုတွေသူတို့စီမှာများတော့ဖြစ်ဖြစ်လာတယ်ဆိုတော့ကိုတွေးရလေပေါ့နော်ဒီအချက်နဲ့ပတ်သက်မှဟိုပါပေါ့ဆွေးနွေး ေဖို့ဖိတ်ခေါ်ချင်ပါတယ်လို့ဆရာမညီလေးဆိုခေါ်အာကျွန်တော်လည်းအဲ့ဒါ online မှာတွေ့လိုက်တယ်ပေါ့နော်အဲဒီအမျိုးသမီးတယောက်ကသူ့ဘေးနီးအောင်နဲ့အဲသူ့မျိုးသားဆုံးသွားတဲ့အချိန်မှာအာဒီအဲသူ့ရဲ့ရောက်ကချီရနေပြီးတော့ညပန်းနေဆက်တဲ့ဟာတွေပေါ့နော်အာဒီလိုမျိုးကိုချီလက်ရောက်အဖြစ်တော့တောင်းလို့အဖြစ်တော့တော့အမူအရာအဖြစ်နေပေါ့နော်ဒါကျူးညွန်တာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့သူကအဲ့ဒါကိုဘယ်သူမှမပိုင်တန်းတက်လို့သူက online ကနေပြောလိုက်တာပေါ့နော်ဆိုတော့အဲ့ဒီပုံမှာ ပြန်ပြီးတော့သူ့သူ့ဘက်မှာပါပေးရမယ့်အစားပေါ့နော်အဲသူ့ကိုပဲတန်ပြန်ပြီးတော့ဒီ public sheet မှာပြန်ပြီးတောင်းပန်ခိုင်းတဲ့ video နောက်တစ်ခါပြန်ထွက်လာရဲပေါ့နော်တကယ်စိတ်ကောင်းဖြစ်မိရဲ့အဲသူပြီးတော့ဒီပြောခိုင်းတဲ့လူကြီးကလည်းဘေးနားမှာလည်းအဲဒီရက်ွက်ကပေါ့နော်အဲဒီရက်ွက်ကလူကြီးဒီနဲ့တက်ဆိုင်တဲ့လူကြီးတန်ပြီးတော့အတင်းပြောခိုင်းတဲ့ဟာမျိုးတွေ့ရတယ်ပေါ့တကယ်ဆိုရင်ကတော့အခု အာဒီဒီမှာပြောသလိုပေါ့နော်တကယ်ကျူးလွန်နဲ့ခံရပြီးတယ်ပေါ့နော်နောက်ပြီးတော့ကိုကလည်းတောင်းပန်ရတယ်ပေါ့ဒါကတော့လုံးဝလုံးဝမဖြစ်တဲ့အရာဖြစ်တယ်ပေါ့နော်ကျမတို့ရဲ့လူမှုအပေါင်းဝင်ခြင်းကျမတို့ရဲ့မိသားစုမှာလည်းဒီကျူးလွန်ခံရတဲ့လူရဲ့ဘက်မှာရပ်တည်ဖို့လိုတယ်ကျမတို့ရဲ့အမတွေဖြစ်တယ်အမတွေဖြစ်တယ်ကျမတို့ရဲ့အမေတွေဖြစ်တယ်အမတွေပေါ့နော်ဒီအရာကတကယ်ပဲကာကွယ်ရမယ့်တာဝန်ဖြစ်တယ်ပေါ့နော် အခုမှကျွန်တော်စဉ်းစားလိုက်မယ်ပေါ့နော်ကိုယ့်ရဲ့မိသားစုတစ်ခုကတမိုးထားရတဲ့အမျိုးသမီးကိုဒီလိုမျိုးတခြားလူတွေကလာပြီးတော့မှကျူးလွန်ခံကျူးလွန်နေဆိုတဲ့အရာစဉ်းစားလိုက်လက်ခံနိုင်တာလားကျွန်တော်တို့ရဲ့လူမှုတိုင်းအမိုင်းရဲ့တန်ဖိုးပေါ့နော်ရောင်းမြန်ဖြစ်နေပေါ့နော်ရောင်းမြန်ကျူးလွန်ကလည်းကျူးလွန်ခံရသေးတယ်ကိုကပဲပြန်ပြီးတော့မှမြင်လာတဲ့သူကနောက်ထပ်တစ်ခါပြန်မြင်လာတယ်အဲ့ဒီပုံမှာကျွန်တော်တို့ရဲ့ဒီမိသားစုတွေ အဲနောက်ပြီးတော့မှအတိုင်းအဝိုင်းလူမှုအဖွဲ့အစည်းဘာသာရေးအတားရီကကျမတို့ကာကွယ်ပေးဖို့လိုတယ်ပေါ့နော်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလုံးဝအာဒီတန်ပြီးတော့နလန်မထောင်းနိုင်တော့အောင်သူတို့ထိခိုက်နာကျင်ရတယ်ပေါ့နော်အဲ့ဒီထဲမှာဒီလူမှုပေါ့ဝင်ခြင်းကနေသူတို့နေ့တူကမြင်တွေ့ပြီးတော့မှပြောတဲ့အရာတွေပေါ့နော်ဒါတွေကဆိုလို့ရှိရင်အဲဒီသူရဲ့စိတ်ကိုတတ်လိုက်ပြီလို့ပဲပေါ့နော် အဘလို့မှအဒီပြန်ပြီးတော့မှရှင်ရက်နဲ့ပြီးရောရှင်ရက်နဲ့ပြီးတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဟုတ်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့ရဲ့တန်ဖိုးထားမှုမျိုးကျွန်တော်တို့ကြောင်းလဲဖို့အတွက်လုပ်တင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ညနာတဲ့သူကိုပြန်ပြီးတော့မှတတ်တာမျိုးမဟုတ်ပဲနဲ့ညနာတဲ့သူပေါ်မှာကျွန်တော်တို့ရက်တည်ပြီးတော့မှကျွန်တော်တို့ရဲ့မိသားစုအပိုင်းအဝိုင်းအဲဘာသာရေးလူမှုပတ်ဝန်းကျင်အနေပြီးတော့ရက်တည်ပေးဖို့အတွက်ကျွန်မဒီညအတောက်ဆူလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မအထွေအနေနဲ့ ဆွေးနွေးချင်တာရှိသေးလားဘလို့ဒီအချက်နဲ့ပတ်သက်ပြီးအမျိုးသမီးတွေကများတော့အဖြစ်ဒီလိမ်ပိုင်းဆိုင်ရာခံရတာလိမ်ပိုင်းဆိုင်ရာဆိုတာဟို sexual ပဲမဟုတ်ဘူးเนาะတခြားတော့ဒီအာချီပါနောက်ရှက်မှုအပအဝင်ပေါ့ဒီအမျိုးသမီးတွေကအာများတော့အဖြစ်ဟိုစိတ်ဟိုဘယ်လိုပြောမလဲစိတ်ကမတည်မငြိမ်ဖြစ်တာပုံများတယ်ကျမတို့အာ KWE ချီအနေနဲ့လဲ ဟို sip house တွေ run လုပ်တယ်ပေါ့နော်အခုထိလဲကျမတို့လှုပ်ရှားနေတဲ့ထိမှဆိုရင်တော့အများတော့ဖြစ်ဒီအာ domestic violence ခံရတယ်ပေါ့နော်ပြီးအင်တွင်းအကြမ်းဖက်မှုလို့တော့ကျမတို့ကဘာသာပြန်တယ်ပေါ့နော်ဒါပေမဲ့ဒီအင်တွင်းအကြမ်းဖက်မှုလို့ပြောတဲ့အချိန်မှာကျမတို့ကများတော့အဖြစ်ရိုက်နှက်တာကိုပုံမမမြင်တယ်ခဏကျမပြောလို့ဟိုအလိုမတူဘဲနဲ့အာဟိုဆက်ဆံခွင့်တောင်းအတင်းသမားလောက်တာတော့အာအဲ့ဒါတွေကလည်းပါတယ်ပေါ့နော်ကျမတို့တွေးရတယ်ဆိုတော့ဒီအမျိုးသမီးတွေက ဒီ2023နောက်ပိုင်းမှာအခုနိုင်ငံရေးပူဆိုးလာတဲ့အချိန်မှာအပူပြီးများလာတယ်ကျမတို့အမျိုးသမီးအော်ကျမတို့ရဲ့ဒီအ safe house ကိုလာပြီးမှအဆက်တွေ့တာတို့အဒီဘယ်လိုပြောမလဲဟို service ယူရပါတော့เนาะကျမတို့ကလည်းဟိုအများတော်အဖြစ်နားထောင်ပြီးတာတို့ counseling လုပ်တာတို့တို့နဲ့ဆွေးနွေးတာတို့ဘာလို့အဲ့လိုမျိုးလုပ်တယ်ဆိုတော့အခုဒီ2023နောက်ပိုင်းမှာဒီအမျိုးသမီးတွေအိမ်တွင်းအကျဉ်းဖက်မှုကို အာဖြစ်ပွားလာတဲ့အမျိုးသမီးတွေခံစားရတဲ့အမျိုးသမီးပုံများလာတာကိုကျွန်မတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါကအာကျွန်မတို့ရဲ့ဟိုဘယ်လိုပြောမလဲအာအမျိုးသမီးတွေအပေါ်မှာ impact ဖြစ်နေတာကဟိုဒီ safe house မှာကျွန်မတို့ကိုလာပြီးမှခေါ်နာတဲ့အမျိုးသမီးတွေကြည့်တဲ့အချိန်မှာတချို့စိတ်ကနာငြိမ်တွေဖြစ်တယ်အိုစကားပြောရင်လည်းအိုဂျီအိုဂျီပြောတယ်ပုံမှန်အဖြစ်ဘလို့နေကြလဲတော့မသိဘူးကောဒါပေမဲ့ဒီအမျိုးသမီးတွေရဲ့ဟိုပုံမှန်မဖြစ်တဲ့ နေအနေအထိုင်တွေကိုကျမတို့တွေ့တွေ့ရတယ်ပြီးလို့ရှင်တချို့ကတော့လည်းကိုကိုကိုတယောက်တည်းစကားပြောတာတို့ဘာလို့ဖြစ်တယ်အာပြီးလို့ရှင်ကိုကိုကိုထွက်သွားတာတို့ဟိုအကြာကြီး3-4ရက်ထွက်သွားပြန်လာအဲ့လိုမျိုးတွေပေါ့နော်ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုးတွေဖြစ်တယ်ကိုတယောက်တည်းလည်းဟိုဘယ်မှာနေရမလဲမသိဘူးဆိုတဲ့ဟာမျိုးကနာမငင်တဲ့ဟာမျိုးတွေတွေ့ရတယ်ဒါကကျမတို့ရဲ့ society က long term impact ကအကြီးဖြစ်စေတယ်ပေါ့နော်ဒါကကျမတို့အရင် အာစိုးရင်ရမယ်ကျမတို့ရဲ့ generation ဖြစ်တယ်ပေါ့ကျေးဇူးတင်ပါတယ်ဆိုတော့ပေါ့နော်ကျမတို့ခုပြန်မှဆွေးနွေးချင်တာပါပေါ့နော်တခါတလေကြလို့ရှိရင်ဒီကျူးလွန်ခံရသူကပေါ့နော်ကျူးလွန်ခံရသူကဒီနိနာတို့ပေါ့နော်နိနာတို့ကဒီကျူးလွန်တဲ့သူအဲတစ်ဖက်ကဟိုဘက်ကကြတော့ဒီပါဝါပုံများမှာပေါ့နော်အာအင်ကြီးမာတဲ့လူဒီဘက်ကကြတော့အင်အားမရှိတဲ့လူဆိုတော့အဲဒီကျမတို့ line တွေမှာလည်းတော်တော်များများတွေ့ရတယ်ပေါ့နော် ဒီတစ်ဖက်ကအင်အားနေရမယ်ကိုယ့်ဘက်ကအင်အားများတဲ့ဘက်ကဆိုတော့ဒီကျူးလွန်ခံရသူမိနာသူကပဲဒီကျူးလွန်တဲ့သူကိုပြန်မတောင်းပန်ရတာမျိုးကြီးရှိရပါတော့ဆိုတော့အမျိုးသမီးတွေကကိုယ်ကိုယ်တိုင်ခံစားရလာရတယ်ခံရလာရအရမ်းများတဲ့ခါကျတော့တစ်ခါတလေဒီအတိုင်းအဝိုင်းအတိုင်းမှာတောင်းဖြစ်တယ်ဒီဘယ်လိုပြောမလဲလူအဖွဲ့အစည်းတွေထဲကနေသူတို့ရဲ့တည်င်းတွေကြားမှသူတို့လွာချင်းကတ်တယ်ဆွေးနောင်မှသူတို့ကအချင်းကတ်မခံနိုင်တော့ဘယ်လိုဆိုဘယ်သူမှယုံကြည်အယုံအကြည်မရှိတော့ဘူးပေါ့နော် ဒီလိုမျိုးအခြေအနေမှာဒီကျူးလွန်ခံရသူကိုချင်းကပ်ဖို့ဆိုလို့ရှိရင်ဒီဒီဟိုအဖွဲ့အစည်းတွေအနေနဲ့ပေါ့နော်အဲဒီလိုမျိုးစိန်ခေါ်မှုတွေရှိလေပေါ့နော်ကျူးလွန်ခံရသူမှာချင်းကပ်တဲ့အချိန်မှာဘလိုမျိုးစိန်ခေါ်မှုတွေရှိတတ်လဲပြီးလို့ရှိရင်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာခုနဆံမလေးပြောပြတော့ပါပေါ့နော်သူတို့စီမှာဘလိုမျိုးထိကန့်နေတာဆုံးရှုံးမှုတွေရှိတော့ဒီဟာနဲ့ပတ်သက်မှဘာတွေပြောပြချင်သေးလဲပေါ့နော်ဒီဆွေးနွေးချင်တဲ့ဟာတွေပေါ့နော်ကျွန်မတို့ရဲ့အမြင်မျိုးပြောပြပေးဖို့ပြောလိုပါတယ်။ဟုတ်ကဲ့ဒီကျွန်းလုံခံရသူပေါ့နော် survivor ပေါ့ ျွန်တော်တို့ကလူမြောက်တူတို့တော့မှာတယ်အဲဒီစကလုံးကလည်းကျွန်တော်တို့ကဒီသူ့ရဲ့လူမြောက်တူလို့ပြောလိုက်တဲ့အချိန်မှာသူကစကလုံးအဖြစ်သူကလူမြောက်အောင်လုပ်နေသူလူမြောက်မဲ့သူပေါ့နော်ဆိုပြီးတော့ကျွန်တော်တို့လည်းပြောနေပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တို့အားလုံးနားလည်အောင်ကျူးလွန်ခံရတဲ့သူတို့ပဲကျွန်တော်ပြန်ပြီးတုံးပြစီပေါ့နော်ဆိုတော့ဒီကျူးလွန်ခံရတဲ့သူကသူ့မှာဒီအဖြစ်အပျက်တွေသူ့မှာဖြစ်ပြီးသွားပြီပေါ့နော်နေမိုင်းဆိုင်ရာ ကြံဖတ်မှုခဏပြောတဲ့ခန္ဓာပိုင်းဆိုင်ရာကြံဖတ်မှုစိတ်ပိုင်းဆိုင်ရာကြံဖတ်မှုစီးပွားရေးပိုင်းဆိုင်ရာအမြတ်ထုံးမှုနဲ့ရိုးရာအဖြစ်ပတ်ဝန်းကျင်အဖြစ်ကျွန်တော်တို့အကြံဖတ်တာတွေအများများပါတယ်အဲ့ဒီချိန်ကျတော့ဘသူမှမယုံကြည်တဲ့ဟာပေါ့အာဘသူမှမလည်းမပြောချင်ဘူးခဏဆမအထွက်ပြောတဲ့အချိန်မှာအဲသူတို့ကလည်းသူတို့စိတ်ခံစားတာစိတ်ခံစားပြီးတော့တယောက်တည်းနေတဲ့ဟာစကားမပြောချင်တဲ့ဟာကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမဲ့သွားတဲ့ဟာအဲတချို့ဆိုရင်ကိုယ့်ကိုယ်ကို အာဒီအဟိုဘယ်လိုပြောမလဲအစုံစီနေတဲ့ဟာမျိုးတွေကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာယူတွတ်သွားတဲ့အချိန်ကြီးဖြစ်တယ်။ဘာလို့မှတစ်ခုခုကိုဆွဆဲနေနေနဲ့ဒီဇိုင်းမမမလုံနိုင်တော့အောင်ဖြစ်သွားတယ်။သူ့ရဲ့ဘဝပြန်နေရပ်တည်လို့မရတဲ့အချိန်ကိုဒီဘဝဆုံးဖြတ်တတ်သွားတဲ့အချိန်ကြီးဖြစ်တယ်ပေါ့။ဆိုတော့ဒီလိုလူတစ်ယောက်ကဒီလူတစ်ယောက်ကိုချင်းကပ်ဖို့ဆိုတာမလွယ်ဘူးပေါ့။အဲ့ဒါကြောင့်မို့ကျွန်မတို့ကအမြင်ဖွင့်လုပ်ငန်းတွေများများလုပ်ဖို့လိုတယ်ပေါ့နော်။ ဒီကျမတို့အမျိုးသမီးဖွဲ့စည်းတွေအဲဒီအမြင်ဖွင့်လုပ်ငန်းတွေလုပ်တဲ့အချိန်မှာကြားပြီးဖို့လိုတယ်ပေါ့နော်အခုဆိုလို့ရှိရင်အခုလိုမျိုးကျမတို့လုပ်နေတာကလည်းဒါပြည်သူတွေသူတွေသိရှိဖို့ရအတွက်အမြင်ဖွင့်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်ကျမတို့ဒီ social media အဖြစ်အသိပညာပေးလို့ရတယ်ကျမတို့ရဲ့ရက်ွက်အแทမှာအသိပညာပေးလို့ရတယ်ပြီးတော့ကျမတို့ရဲ့ဖျားချောင်းအဲဒီနောက်ပြီးတော့မှအမျိုးသမီးအဖွဲ့အစည်းတွေ ူရဲ့ဌာနအလိုက်ပေါ့နော်ကျောင်းကန်းထဲမှာဒီပညာပေးတွေကျွန်တော်တို့လုပ်လို့ရတယ်အဲ့လိုမျိုးပြောမှပဲသူတို့ကအော်ဒါဆိုဒီအဖွဲ့အစည်းတွေရှိတယ်ဒီလိုမျိုးလိမ့်ပိုင်းဆိုင်တာအကျန်းဖက်တဲ့လူတွေကိုပူညီတဲ့သူရှိတယ်ဆိုတော့သူတို့တွေကြားသိပြီးတော့မှလာမှာဖြစ်တယ်ပေါ့နော်တချို့ကျတော့ချက်ချင်းကြီးမလာဘူးသူတို့အကြောင်းမပြောအဲလာလေမဲလာမိတ်ဆက်မဲအဲ့ဒီကနေတစ်ဆင့်သူတို့ရင်းနှီးမှုတွေယူရတာရှိရပေါ့နော်ဒီလိုမျိုးအသိပညာပေး အဲလုပ်ငန်းတွေအရင်လုပ်တယ်အဲနောက်ပြီးတော့မှအခုဆိုလို့ရှိရင်ဒီအာကုလသမဂ္ဂအဖွဲ့အစည်းနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအဲနောက်ပြီးတော့ကျွန်တော်တို့အရက်ဘက်အဖွဲ့အစည်းတွေပေါ့နော်ဒါတွေကအခုချိန်မှာကျွန်တော်တို့စစ်မှတ်ဖြစ်တဲ့အချိန်ကြတော့အဲဒီကျွန်တော်တို့ရိတ်ခါတွေကူညီတာတွေရှိတယ်အရေးပေါ်အကူအညီတွေပေးတဲ့သူပေါ့သူတို့တွေကိုကျွန်တော်တို့ပိုင်လို့ရတယ်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ချက်ချင်းတို့ကအဲ့ဒီသတင်းကြီးကိုပြောဖို့ဆိုတော့ခက်မယ်ပေါ့နော် ဟိုမှာကိုယ့်ရဲ့အကြောင်းအရာကိုစာရေးပြီးတာစာရေးတာပြီးတော့ပေးပို့လို့ရတယ်၊မေးမြန်းလို့ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒီငယ်မှာလဲကျမတို့အဲဒီအစမ်းရေးခါရီစီဝါကူတိုင်းနဲ့လဲကျမတို့အမြင်ဖွင့်လုပ်ငန်းကြီးပြောချက်အဖြစ်ဩတာပြောပြလို့ရပါပါဆိုတာသိရှိပြီးတော့သူတို့မှာယူကြည်မှုရှိလာပြီးတော့မှလာပြောမှာဖြစ်တယ်ပေါ့နော်။အဲ့လိုမျိုးအဲဒီရပ်ပတ်ထဲမှာတွားလိုက်ပြီးတော့ IDP ကနေဆဲမှာတွားလိုက်ပြီးတော့မှ အဲ့ဒီတော့မှဒီမဆိုင်ကအကျံဖတ်မှုဖြစ်လာဖြစ်ရင်ပြောပါအဲ့လိုမျိုးချက်ချင်းကတော့ပြောလို့မရဘူးပေါ့နော်။ဒါကတော့ပြည့်ရဲ့ဒီကျမတို့စနစ်တကျနိုင်နာရမယ့်သူရှိရဲပြီးလို့ရှိရင်ကျမတို့ကိုယ်တိုင်လည်းစနစ်တကျပါဟုအဲဒီဒီလာတည်ယူပြီးတော့မှပဲကျမတို့ပြောလို့ရတဲ့အရာပေါ့နော်။ဒီစိန်ခေါ်မှုတွေကတော့အများကြီးရှိရဲပေါ့နော်။အခုဆိုကျမတို့ဒီ PSE policy ဆိုတဲ့အဲဒီ protection from sexual exploitation and abuse ပေါ့နော်။ဒီမဆိုင်ကအကျံဖတ်မှုအမျက်ထုံးမှု ဒီအောင်သူတင်ကာွယ်တဲ့မူဝါဒတွေကိုကျမတို့ကလက်မှတ်ထိုးပြီးတော့မှအဲဒီ UN နဲ့နိုင်ငံတကာကျမတို့အရေးပေါ်အခွင့်အရေးတွေအဲ့ဒီကနေရထားလိုက်ပြီးအားလုံးကလက်မှတ်ထိုးရတယ်ပေါ့နော်ဒီအဲ့လိုမျိုးပဲလက်မှတ်ထိုးတဲ့အတွက်ကြောင့်တို့မှလည်းအကောင်းကြီးရှိတယ်ပေါ့နော်အဲဆိုတော့အားလုံးကကျမတို့ဒီပိမိုင်းဆိုင်ရာအကြံပေးခံရတယ်ဆိုလို့ရှိရင်ကျမတို့ကတိုင်တန်းလို့ရတယ်အရာပေါ့နော်အဲ့ဒီထဲမှာအဓိကမူပေါ့နော်အဲ့ဒီမူလေးကိုကျမပြန်ပြီးတော့ကျမ ပို့ပြီးတော့တိအောင်ပြောပြချင်တာကဒီ zero tolerance လို့ခေါ်တဲ့လုံးဝလက်ခံနိုင်ပြမရှိဘောနော်ဒါကိုတင်းကျပ်စွာတားမြစ်ထားတယ်ဆိုတဲ့အချက်ကနံပါတ်1ဖြစ်တယ်ဘောနော်လေမိုက်ဆိုင်ရအကြံဖက်မှုကိုကျွန်တော်တို့ကလက်မခံဘူးတားမြစ်ထားတဲ့အရာဖြစ်တယ်ပြီးလို့ရှိရင်ဒီတာဝန်ယူမှုအပိုင်းမှာဘောနော်ကျွန်တော်တို့ရဲ့အဲဒီ အဝီကြီးဆိုင်ရာနဲ့ပတ်သက်ပြီးယူထားတဲ့အခွင့်အဝေးတွေကျွန်တော်တို့လူထုတွေပေါ့နော်တရားတွေကကျွန်တော်တို့ကကွယ်ဆောင်ရှောက်ရမယ့်အောက်ရှိတယ်ပေါ့နော်ပြီးနံပါတ်3အချက်ကတော့ကျွန်တော်တို့ဒီ survival center approach လို့ခေါ်တဲ့ဒီမျက်နာပြီးပါမဟုတ်ပြုပြီးတော့မှကျွန်တော်တို့ဟာသူ့ရဲ့လိုအပ်ချက် သူ့ရဲ့လုံခြုံရေးသူ့ရဲ့ဆန္ဒဒါတွေကိုကျွန်တော်တို့ကဦးစားပေးပြီးတော့မှလုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်လို့ဆိုတော့အတိအကကဒီခံရတဲ့ဒီ ကပဲဘာဖြစ်ချင်လဲဆိုတော့အပေါ်မှာပဲကျွန်တော်တို့ကသူ့ကိုပဲဥတည်ပြီးတော့လှုပ်ဆောင်မဲ့အဲဒီချင်းကပ်မှုမျိုးပုံစံဖြစ်ပဲပေါ့နော်နံပါတ်၄မှာတော့ဒီကျွန်တော်တို့စောင့်ရှောက်မှုမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကျွန်တော်တို့ PSCA policy နဲ့ပတ်သက်ပြီးတော့မှ accounting ဖို့တာဝန်ရှိတဲ့လူတွေအားလုံးပေါ့နော် မြန်မာကအဖွဲ့ရေးအဖွဲ့ဝင်တွေဝန်ထမ်းတွေနိုင်ငံတကာအဖွဲ့စည်းရဝန်ထမ်းတွေအရက်ပဲအဖွဲ့စည်းရဝန်ထမ်းတွေကျွန်တော်တို့အမျိုးသမီးအခေါင်းဆောင်တွေအဖွဲ့အစည်းတွေပေါ့နော်ဘာသာရေးခေါင်းဆောင်တွေအားလုံးမှာတာဝန်ရှိတယ်ဒါစောင့်ရှောက်ရမယ်ဟာဖြစ်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့လုံခြုံမှုနဲ့ပတ်သက်ပြီးတော့မှအငြင်းလန်း အဲသူတို့ကိုကျမတို့ကသိချာစီရမယ်ပေါ့နော်သူတို့ကအပြစ်တင်တာတွေသူတို့ရဲ့အကြောင်းကိုပြန်ပြီးဖော်တာတွေအဲဒီ confidentiality လို့ခေါ်တဲ့သူတို့ရဲ့လူဝတ်ထိန်းသိမ်းရမယ့်ဟာတွေကိုကျမတို့ကသိချာထိန်းသိမ်းပေးရမှာဖြစ်တယ်ဒါမှသာသူတို့ရဲ့အကြောင်းအရာကိုအဲဒီလိုချပြမှာဖြစ်တယ်ပြုံးပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကကျမတို့ဒီအတိတ်ကသူ့ကိုခံရတဲ့သူကအပြစ်တင်စီဖို့ကလည်းဒါအရေးကြီးတဲ့အချက်ဖြစ်ပါတယ်လို့ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆိုတော့ဇမအထွေအနေနဲ့ဇမရဲ့အတွေ့အကြုံနဲ့ sharing လုပ်လုပ်စေချင်တယ်ပေါ့နော်ဆိုတော့ဘာမှပြပြပေးပါဦးဆိုတော့အာကျမတို့ရဲ့ဒီအမျိုးသမီးတွေနဲ့တို့ကျူးလွန်ခံရပြီးရသူတွေပေါ့နော်တို့နဲ့ကျမတို့အာဆက်ဆံဆက်ဆံနေဆိုတာကတို့နဲ့အစတည်တဲ့ချိန်မှာတို့တို့နဲ့အင်တာဗျူးကိုတခါလည်းမလုပ်ဘူးပေါ့နော်ကျမတို့ကများတော့အဖြစ်က အာဒီအမျိုးသမီးတွေကအချိန်အများကြီးလိုအပ်တယ်အာပြီးလို့ရှိရင်ဒီယုံကြည်မှုကိုကအများကြီးတိဆောက်ဖို့လိုအပ်တယ်ဆိုတဲ့ဟာကိုတော့အာကျမတို့ကြည်ထားမှာပေါ့နော်ပြီးလို့ရှိရင်ဒီဒါမျိုးကျွလွန်ခံရတဲ့အမျိုးသမီးတွေဆိုတာကအာအရန်စိတ်ပိုင်းဆိုင်ရာလုံးဝမလုံခြုံမှုခံစားချက်တွေရှိတယ်ဆိုတော့ဒီထဲမှာမှကျမတို့ကလာပြီးမှအိုးအဲ့လိုမျိုးအမှုဖြစ်တယ်ဆိုတာဟုတ်လားဆိုတာနဲ့သွားသွားစတာကတည်းကနေကအဲ့ အဲ့ဒီ excellence ပြီးပြီးသွားရဲ့အမဆိုတော့ကျမတို့က approach လုပ်တဲ့အချိန်မှာအများကြီးလေးမှာပတ်နှက်ဖို့လိုအပ်တယ်ပြီးလို့ရှိရင်တို့ရဲ့အဖြစ်ချင်တဲ့အရာဘာလဲဆိုတဲ့ဟာကိုကျမတို့ကပို့ပြီးမှဟိုရှာဖွေရမယ်ပေါ့နော်တို့တကယ်ပဲဖွင့်ပြောရမှာပဲဂျင်းနဲ့မလားဆိုတဲ့ဟာကိုလည်းကျမတို့ကစောင့်ကြည့်ရမယ် အဲမလို့အပ်ပဲနဲ့လဲကျမတို့ကသွားပြီးမှကိုယ်ပန့်ပိုးစရာမလိုတဲ့အခြေအနေလေးရှိရပြောချင်တာကမပန့်ဖို့ဘူးအတွက်ပြောနေရတော့မဟုတ်ဘူးပေါ့နော်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာဖြစ်ချင်တဲ့အရာတွေကိုကျမတို့ကစောင့်ကြည့်ဖို့အများကြီးပို့လို့အပ်တယ်ဟုတ်တယ်ပြီးလို့ရှင်မိသားစု ကိုချင်းကတားလည်းပို့ပြီးမှနီလန်းကြတယ်ပေါ့ဒီလိုမျိုးကိုရဲ့မိဘအမေဟာမို့အမကိုအရန်ခင်တဲ့ကိုအားကိုရတဲ့တိတ်အဲကျွလွန်ခံရသူအရန်အားကိုရလူနဲ့ဆက်ဆက်တွေ့မလားဆိုတဲ့ဟာမျိုးကိုပဲကျမတို့ကအာသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့အာတချိန်ထဲမှာပဲသူ့ရဲ့ခကျွလွန်ခံရသူရဲ့စိတ်ဆန္ဒနံပါတ်၁ပေါ့နော်ခုနအာဆ iam စင်အာစင်စင်လဲဆွေးနွေးသွားတယ်လို့ပေါ့ ဒီ central ဒီ survivor central approach လာသူတို့ရဲ့အလက်ခံနိုင်မှုသူတို့ရဲ့အဖြစ်တည်မှုအပေါ်မှာအခြေခံမှကျမတို့ကအသွားမှချင်းကရမယ်အခြေအနေဖြစ်တယ်ဒါတွေကိုကျမတို့ဝိုင်းဝန်းကူညီပံ့ပိုးဖို့အတွက်လို့အတဲ့ဆိုရဲအပိုင်းကတော့အများကြီးအရေးကြီးတယ်ပေါ့ပြီးလို့ရှိရင်ကျမတို့ရဲ့ဒီအဒီ society မှာအများတော့အဖြစ်ကတော့အော်လက်ခံလိုက်ပါအကျွလွန်ခံရတကယ်လို့များအမျိုးသမီးတယောက်ကအဘယ်လိုပြောမလဲကျွလွန်ခံရတယ်ဆိုရင်လက်ချက်လိုက်ပါသူနဲ့ အဲအတင်းသမကိုကခဏပြောလို့ရိုးရတလေးနဲ့ဟိုယူလိုက်ဖို့ဒါမျိုးကျွလွနေဆိုတော့မတန့်စင်ဘူးဒါရက်ရွာကြီးဆေးရမယ်ဆိုတဲ့ဟာမျိုးတွေကိုကအပြစ်ရှိကြောင်းအဲဖြစ်အပြစ်ရှိကြောင်းဝန်ခံရအောင်ပါတဲ့အဲအဲ့လိုမျိုးပုံစံတွေပေါ့ဒါတွေကကျမတို့ထင်မှပို့ပြီးမှဒီမျိုးသမီးတွေရဲ့ဘဝကိုပို့ပြီးမှပျက်စီးရရောက်စေတဲ့လောက်ရက်တွေဖြစ်တယ်ဒါတွေကကျမတို့ရဲ့ရိုးရတလေးထုံတမ်းမှာအခုကြီးဆက်လက်ပြီးမှကျင့်သုံးနေတဲ့အရာတွေဖြစ်တယ်ဆိုတော့ဒါလူထုအတွက်ကို အကျိုးမပြုတော့တဲ့အရာခက်အခါနဲ့မညီတော့တဲ့အရာတွေကိုကျမတို့ကဖေးဖြောက်ရမယ်ထုံတန်းစင်လာဆိုတာကျမတို့ကအာထုံနဲ့တန်းနဲ့လာတဲ့အရာအဲ့ဟာကိုကျမတို့ကထားခက်လို့ရတယ်ပေါ့နော်အစ်စ်ပြန်ပြီးမှကျမတို့ရဲ့ကိုက်ညီတဲ့ထုံတန်းစင်လာတွေကိုကျမတို့ပြန်ပြီးချင်းသုံးရမယ်အခြေအနေတွေလည်းရှိပါတယ်လို့ဆိုတော့အာနောက်တစ်ခုကတော့ကျမတို့ချင်းမှာဒီလိမ်ပိုင်းဆိုင်ရာလို့ပြောလာလို့ရှင်အာဘယ်လိုပြောမလဲနှုတ်ပိတ်တာတို့ပြီးလို့ရှင်တက်တေဖြစ်စည်းတာတို့ဒါတွေကအများကြီးလှုပ်လှဲ့လှုပ်ထားရှိတယ်ဒါကြောင့်မလို့ အာများတော့အဖြစ်ကအမ်ရှေ့မတိုးလာဘူးပေါ့နော်ကိုကကျွလွန်ခံရတဲ့သူဆိုပေမဲ့လာပြောလို့ရှိရင်တချို့တော့မျိုးသမီးတွေကအမ်မပြောထွက်တော့ဘူးအကိုဘေးချိန်များကိုဒီအဖွဲ့စည်းကိုရဲ့တငယ်ချင်းတွေနေမလားအကိုအဲ့လိုမျိုးအဘယ်လိုပြောမလဲမတန့်စင်တော့တဲ့အမျိုးသမီးလိုမျိုးမြင်မလားဆိုတဲ့ဟာမျိုးကကိုမှလုံးဝမလုံခြုံတော့တဲ့အခြေအနေမျိုးရှိတယ် victimize ဖြစ်နေတယ်ပေါ့နော်ဆိုတော့ဒါတွေကကျမတို့ဂျာထဲမှာက အာဖြစ်နေတဲ့အပေါ်မှာပတ်ဝန်းကျင်ကလာလာသေးတယ်ပေါ့နော်တချို့ကြတော့လည်းဥပဒေအရလာသေးတယ်ဟိုတက်သေးပြီးဖြစ်စည်းတာတို့ဒါမှမဟုတ်လို့ရှင်လည်းအော်လူကြီးတကယ်လို့များတာဒီ respectful ဖြစ်တဲ့အာ community က respectful ဖြစ်တဲ့လူတယောက်ဖြစ်တယ်ဆိုရင်အကဝိုင်းပြီးကာကွယ်လိုက်သေးတယ်ပေါ့နော်အာသူသူကရက်ရွာအတွက်အချိုးပြုတ်နေတဲ့လူအဲ့လိုမျိုးပြောလို့ရှင်ကျမတို့ရဲ့ရက်ရွာက အနံ့မြပြက်မယ်ဘာညာပေါ့နော်ဆိုတော့အခုစစ်သက်လည်းအဲ့လိုလုပ်တယ်အဲကိုကိုရဲ့စစ်သားတယောက်က အမြပြင်ပေါ်မှာအလိမ်ပိုင်းဆိုင်ရာကျွလွန်ကျွဖောက်မှုလုပ်တယ်အဲ့ဒါကိုတို့ကဘယ်တော့မှဝင်မခံဘာဖြစ်လို့လဲဆိုတော့တို့ရဲ့ဒီအဖွဲ့အစည်းကအနံ့မြပြက်မှာတို့ကစိုးရင်လည်းတကြောင်မလို့ဘယ်တော့မှလက်မခံဘူးဆိုတော့ဒါကကျမတို့ရဲ့ဟိုစနစ်ကြီးထဲမှာရှိနေတယ်လို့ကျမတို့ရဲ့ဒီအာ society တသေးပဲရက်ရွာဒေတာအဆင့်အထစ်ကိုအဲ့ဟာကျမတို့တောက်လျှောက်ရှိနေတာပေါ့နော်လွန်မိုးနေတဲ့ကိစ္စတွေဖြစ်တယ်ဆိုတော့ဒါက အရန်ကြီးကျမတို့အတွက်ကအမျိုးသမီးတွေအတွက်ကပို့ပြီးမှစိုးရင်ရတယ်ဘာဖြစ်လဲဆိုတော့အခုဒီနောက်ပိုင်းအာစစ်အနာသိမ့်ပြီးတဲ့နောက်ပိုင်းဆိုရင်စစ်စစ်ကနေရတခါမှာအရန်ကြေပြန့်လာတယ်ဆိုတော့အများတော့ဖြစ်စစ်သားစစ်သားပို့ပြီးဖြစ်လာတယ်အော်ဒီစစ်တပ်ကိုကျမတို့ကတိုက်ထုတ်ရမယ်ဆိုတော့စစ်စစ်တပ်တွေအများကြီးပေါ်ထွက်လာတဲ့အချိန်မှာဒီလိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ချူဖောက်မှုတို့ မဖွဲ့မရပြုမှုတို့ကပုံမှန်ကြီးလာတယ်ကြီးထွားလာနေရတကမှပူပြီးများလာတာကိုလည်းကျမတို့သွတ်သွေရတယ်ခေါ့နော်ဆိုတော့ဒါကကျမတို့အာ society တစ်ချင်မဲမဟုတ်ဘူးနော်မြန်မာနိုင်ငံတနိုင်ငံလုံးချင်းမှာဟိုအမြင့်တွင်နေပြဿနာအကြီးဖြစ်တယ်ပေါ့နော်ဒါတွေကိုကျမတို့ဖြေရှင်းဖို့အတွက်ကလည်းဟိုအများကြီးစ조사လုပ်ဆောင်ရမယ်အခြေအနေရှိတယ်ခဏအာကျမစဉ်းပြောလို့ကျမတို့ awareness တွေလုပ်ရမယ်ဟိုလူထုတွေနားလည်ဖို့အတွက်လုပ်ရမယ်သူတို့နားလည်မှလည်း order လိမ်ပိုင်းဆိုင်ရာအကျိုးလွန်ကျူဖော်မှုကကျမတို့ရဲ့အာအခွင့်အရေးအာလောက်ကြီးဆုံးရှုံးလာနိုင်သလားဆိုတဲ့ဟာကိုကျမတို့သိမှပုံပြမကကွယ်လာမယ့်အခြေအနေတွေကိုလည်းအာပုံမှတုံးဖို့စီမယ့်အရာတွေလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဆွေးနွေးကြရတော့အများကြီးရှိတယ်ဒါပေမဲ့ဒီမှာပဲခဏရက်မယ်ပေါ့နော်